ရွှေကျော်မှမယ်မင်းဆက်တဲ့ချန်ဒရာလေးဖြစ်ပါတယ်ရှင်ဒီကြတော့ဒီကာလာရောက်ပြီဆိုတာနဲ့ပေါ့နော်အပူကပြန်ကြွလာတယ်ပြီးတော့ဟိုဘာလဲကိုပြန်တန်ရမလို့မျိုးရင်ခုန်တန်နေရပြန်ပြီးအဲ့လိုမျိုးပေါ့နော်ပြန်ခံစားရပါတယ်ဟာစေကျင်းရခံစားချက်ကအော်ငါတကယ် ရွှေချိုတယောက်ဖြစ်သွားပြီလားအဲ့လိုမျိုးစိတ်ကြီးဝင်နေပေါ့နော်အဲညီမတို့ဒီမနက်ဖြန်ဆိုလို့ရှိရင်ပွဲလောက်တော့မယ်ဆိုတာဒီနေ့အချိန်ဒီကိုမယုံနိုင်သေးဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကချတော့ပြိုင်ဖို့အစီအစဉ်မရှိဘဲနဲ့ဟိုတိုက်တွန်းသူများတွေတိုက်တွန်းလို့ဝုန်းဆိုင်ပြိုင်ပြီးတော့ပြီးတော့ပါလာခဲ့တော့လေအဲ့ကြောင့်ကိုကိုတော့မယုံနိုင်သေးဘူးအဲ့အချိန်ဒီရွှေချိုတယောက်ဖြစ်ခဲ့တာမယုံနိုင်သေးဘူးပေါ့မယုံနိုင်သေးဘူးအခုအချိန်ဒီအရန်ပေါ့ကိုကိုဘယ်လိုပြောမလဲ အရင်လေပုံမြောက်နေလူမျိုးလမ်းလျှောက်တာစာမြောက်ကြမြောက်ကြနေဟောငါတကယ်လုံနိုင်ခဲ့ပြီပေါ့နော်ကိုကိုကိုအရင်ဟိုကဂုံယူမိပါအော်ညီမရော2024ရဲ့ academy ရွှေချိုပါ အာထန်ထရာလေးမှာရှင့်အမတ်တရရောအများကြီးပေါ့နော်ဒါပေမဲ့အမတ်တရတွေထဲမှာတစ်ခုကတော့ဒီအဲညီမပြိုင်တဲ့နှစ်ကပေါ့နော်ရွှေချိုပြိုင်မှုအတွက်တိတ်ပြီးရောဟိုဟာကိုယ့်ကို confidence မရှိဘူးပေါ့နော်ယုံကြည်ချက်မရှိဘဲနဲ့ဒီတငယ်ချင်းနေအဲ့လိုမျိုးမိသားစုတွေကနေပြီးအတင်းတိုက်တွန်းလို့ပြိုင်လိုက်ရပါပေါ့နော်ပြိုင်ပြီးတော့လည်းအများကြီးမမျော်လင့်ခဲ့ဘူးပေါ့နော်ဒါပေမဲ့တစင်တစင်တစင်ပါသွားတော့ကိုကိုကိုအရင် proud ဖြစ်ပြီးပါတယ်ပြီးတော့ဒီကာလာရောက်ပြီဆိုတာနဲ့ပေါ့နော်အဖူကပြန်ကြွလာတယ်ပြီးတော့ ဟိုဘာလဲကိုပြန်ကြံရမလို့မျိုးရင်ခုန်တန်နေရပြန်ပြီးအဲ့လိုမျိုးပါနော်ပြန်ခံစားရပါတယ်ရင်ခုန်တာပေါ့ပြီးတော့ကိုတငယ်ချင်းနေထဲမှာလည်းပြိုင်မဲ့လူတွေရှိရပေါ့နော်တို့အတွက်ပို့ပြီးတော့ဒီနေ့ကတော့ရင်ခုန်ပေးပါတယ်တို့လည်းပြိုင်ဖို့အတွက်အများကြီးတိုက်တွန်းထားပါတယ်ဟုတ်ကဲ့ပါဒီချင်းကိုလာပြီးမေးရမယ် အာ sharing လုပ်ပြီးပါတယ်သူတို့တော့အဓိကဘာလို့အဲအဘာပြင်ဆင်ရမလဲဘာညာပေါ့အဲ့လိုမျိုးမေးရချိန်မှာဒီတရုတ်ဆောင် being talent ဘိုင်းအဲ့လိုမျိုးအများကြီးပြင်ဆင်မှုအတွက်တော့ကိုယ့်ရဲ့အတွေ့အကြုံနဲ့ sharing လုပ်ထားပါရောအာ အများကြီးပါပဲအမှန်တရားရပြောရမယ်ဆိုအဲလမ်းလျှောက်တာတော့ခက်ခဲအများကြီးမရှိဘူးပေါ့နော်အဲဒီကို့တွဲပတ်နေကြတော့ပထမဆက်ဆောင်ဆုံးကအရင်တော့လည်းဖြည့်ဦးတယ်ပေါ့နော်အဲ့လိုဟိုနားလည်မှုလိုရလေးအဆင်မပြေရလေးရှယ်ပေါ့နောက်ပိုင်းကျတော့အရင်မောင်နှမအရင်နေလို့ပါပဲဟုတ်အော်ကိုညာမင်းဆက်နေပါโอเคเออได้เนี่ยมันจะอะไรเลยเดี๋ยวไปดูชื่อเกเรเนี่ยมิ้นท์ก็တော့อ๋อပြောอินเทอร์วิวแล้วมาပြောตัวเนเน่เกลือถึกตาป่ะเนาะ ပြီးတော့နေမကောင်းတဲ့အချိန်မှာလည်းနည်းနည်းဟိုစိတ်မကြည်ဘူးအဲ့ဒါကိုလည်းဩငါနဲ့များမတွဲချင်လို့လားဗောဘာညာပထမရက်မှာတော့နည်းနည်းစိတ်မကြည်ရလေးရှိခဲ့နောက်ကျတော့လုံးဝအရင် close ဖြစ်တယ်ရွှေကြောင်မမေမင်းဆက်တဲ့ချန်ထရာလေးဖြစ်ပါတယ်ရှင် ါစေချင်းရဲ့ခံစားချက်ကအော်ငါတကယ်ရွှေချိုတယောက်ဖြစ်သွားပြီလားအဲ့လိုမျိုးစိတ်ကြီးဝင်နေပေါ့နော်အဲညီမတို့ဒီမနက်ဖြန်ဆိုလို့ရှိရင်ပွဲလောက်တော့မယ်ဆိုတာဒီနေ့အချိန်တိကိုမယုံနိုင်သေးဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုကချတော့ပြိုင်ဖို့အစီအစဉ်မရှိဘဲနဲ့ဟိုတိုက်တွန်းသူများတွေတိုက်တွန်းလို့ဝုံးဆိုင်ပြိုင်ပြီးတော့ပြီးတော့ပါလာခဲ့တော့လေအဲ့ကြောင့်ကိုကိုတော့မယုံနိုင်သေးဘူးအဲ့အချိန်တိရှင်ယူတယောက်ဖြစ်ခဲ့တာမယုံနိုင်သေးဘူးပေါ့မယုံနိုင်သေးဘူးအခုချိန်တိအရန်ပေါ့ကိုကိုဘယ်လိုပြောမလဲ အရင်လေပေါ်မြောက်နေလူမျိုးလမ်းလျှောက်တာစာမြောက်ကြမြောက်ကြနေဟောငါတကယ်လုံနိုင်ခဲ့ပြီပေါ့နော်ကိုကိုကိုအရင်ဟိုကဂုံယူမိပါ့ ိုင်ထဲမှာတော့ကြောက်တာအကုန်လုံးပဲဟုတ်လို့ဆိုတော့ဒိုင်ဆိုတာနဲ့ကိုကြောက်ပြီးအဲ့လိုမျိုးလေးပြီးတော့ဆင်ရှိန်တာလည်းပါတာပေါ့နော်ညီမအပြိုင်ပွဲတွေ့ကြုံလည်းအများကြီးမရှိဘူးပေါ့နော်အဲ့ကြတော့အာတော်တော်လေးကိုလည်းစူးစမ်းခဲ့ရပါတယ်စူးစမ်းတာညီမတို့ရောအားကြတော့အဆင့်30နဲ့ပြိုင်ရပါပေါ့နော်နောက်ဆုံးအဆင့်ကတော့ခက်ခဲဆုံးပေါ့ဟိုသူများတွေကို character တွေအဲ့လိုမျိုးပေါ့နော်အဲ လုတ်ခိုင်းတယ်ရန်တွေ့ရပါညာအဲ့လိုမှကိုယ်ကလေးကြရလေအဲ့လိုမျိုးပေါ့လုတ်ခိုင်းမယ်ဆိုတော့ရင်ခေါင်နောက်ကျတော့ကိုယ်လည်းကြာအများကြီးအများကြီးတင်ရလာရတာဆုံးသွားလေအကျော်ရောင်းပြီးသွားလို့ရှိရင်လူရဲ့အချိန်မှာရန်တွေ့ပြီးငိုရဲအဲ့လိုမျိုးဆိုတော့ဟိုပေါ့နော်ပစတဲ့မှာရှိရဟာရှောက်ပြောပြောလို့အကောင်းဆုံးတော့လုတ်ခဲ့အောင်ရှင်ကျမရှင်မှာဒူးထောက်လာလို့ပြတ်ကျမရှင်မှာတာနေ ဟုတ်အကြံပေးစကားကတော့စပြိုင်ပြီဆိုရတာပေါ့နော်နောက်ဆုံးအထိညီမန်းပြီးတော့ရွှေချိုဖြစ်ရမယ်ဆိုပြီးတော့အကောင်းဆုံးအပြိုင်စီချင်ပါရဲ့ပြီးတော့တရုတ်ဆောင်စွမ်းရည်ကိုလည်းအများကြီးပေါ့နော်ဟိုကိုကအရင် professional ဖြစ်နေအောင်ညီမတို့လည်းအခုထိလေ့လာနေရတော့မယ်ဘာမှမပြည့်သေးဘူးပေါ့နော်ဝမ်းစာမပြည့်သေးရင်တော့အကောင်းဆုံးရှင်ပေါ်မှာပေါ့နော်အာတိုင်းလူကြီးတွေ respect ထားပြီးတော့လုပ်နိုင်ဖို့အတွက်အကောင်းဆုံးကြိုးစားပါလို့ပြောချင်ပါတယ်ရှင့်ကိုတော့ကြာတော့အခုဒါ academy ရော အာညမတော်ကကြာဓာတ်ပုံစုထင်ရှင်ဟုတ်ဓာတ်ပုံစုကင်ဆောင်ပေးရဲပြီးတော့ဒီဟိုက fashion စု fashion စုနဲ့ဓာတ်ပုံစုနဲ့ဟုတ်အဲ့တော့ဒါလူလေးတွေအားပေးသွားမယ်ကိုယ့်ရဲ့တိုင်းချန်နီယာအားလုံးပဲ fighting မှာလို့ပြီးတော့အကောင်းဆုံးလုံနိုင်ကြပါစေပြီးတော့ဘာမှမကြောက်ပါနဲ့ပေါ့နော်တစင်ပြီးတစင်အောင်ကောက်ကောက်မွန်မွန်နဲ့အကောင်းဆုံးကြောက်ဖြတ်နိုင်ကြပါစေလို့ဆုတောင်းပေးပါရှင်